ယနေ့သမရာဟောင်းနီကိုလတ်ဆာကိုဂျီဟာလိဗျားနိုင်ငံကနေမဲဆွေရမုံငွေတွေရယူဖို့ပူပေါင်းကြံစီမှုအတွက်ထောင်နိုင်ငံနှစ်ကြာခံမှုအတွက်အင်္ဂါနေ့ကပဲရူးမြို့တော်ကသူ့ရဲ့နေအိမ်ကနေထွက်ခွာသွားပါတယ်။ဆာကိုဂျီဟာပြည်နှစ်သမရာအဖြစ်2009ခုနှစ်ကနေ2010အထိတာဝန်ထမ်းဆောင်ခဲ့ပြီးဒီအပြည့်တန်ဟာသူ့လိုအသက်80ရွယ်ပုဂ္ဂိုလ်တဦးအတွက်တော့မထင်မှတ်ထားလောက်တဲ့ကြာဆုံးမှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်းဆာကိုဂျီရဲ့နိုင်ငံရေးဩဇာလွှမ်းမိုးမှုကတော့သူ့ရဲ့ခံနိုင်မှုကိုပြသနေပါတယ်။ သူ့ကိုထောက်ခံသူတွေကသူ့ရဲ့နေအိမ်အပြင်ဘက်ကလမ်းတွေပေါ်မှာပြစ်ကျက်နေခဲ့ပြီးပြင်သစ်နိုင်ငံတော်တချင်းကိုတီးဆူခဲ့ကြပါတယ်။ဇနီးပြစ်သူကာလာဘရူနီနဲ့အတူပါရီမျိုးတော်ကလာဆွန်ဒေးအကျဉ်းနာကိုသွားမဲ့အချိန်မှာကွန်ဆာဗေးတစ်သမရဟောင်းကိုထောက်ခံသူတွေကအားပေးဟစ်ကြွေးခဲ့ကြပါတယ်။ဆာကိုစီဟာဒုတိယကမ္ဘာစစ်ပြီးမှနာစီနဲ့ပူးပေါင်းခဲ့သူမာရှယ်ဖိလစ်ဘီတိန်ဘီရဲ့ထောင်ချခံရတဲ့ပထမဆုံးပြင်သစ်ခေါင်းဆောင်ဟောင်းဖြစ်ပါတယ်။ ဆာကိုစီကတော့သူ့မှာအပြစ်မရှိကြောင်းထပ်ပြီးအခိုင်အမာပြောကြားခဲ့ပြီးသူ့ရဲ့ရှေးလျားတဲ့လူမှုကွန်ရက် post မှာတော့သူဟာလက်စားချေမုံတီးမှုတွေရဲ့တားကောင်တူအဖြစ်ဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့လကဆာကိုစီကိုအပြစ်ရှိကြောင်းတရားရုံးကဆုံးဖြတ်ပြီးပြည်ထောင်ချမှတ်ခဲ့တာပါ။ထောင်ပြင်ပတ်မှာတော့သူ့ရဲ့ရှေ့နေတွေကဒေနောက်တွေကိုပြောကြားတာမှာဇာကိုစီရဲ့အယူခံဝင်ကာလစစစစပြန်ထွက်ခွင့်ရဖို့ရှောက်တင်ထားတယ်လို့ပြောပါတယ်။ La demande de mise en liberté ကလလောက်တွင်ဒီရှောက်တင်မှုကိုပြန်လည်တုံးသက်လိမ့်မယ်လို့မျှော်လင့်ရပြီး ခရစ်စမတ်မှာသူအိမ်ပြန်ရောက်နိုင်လိမ့်မယ်လို့ညွှန်လင်းတယ်လို့သူ့ရဲ့ရှင်နေတွေကပြောပါတယ်။သမရဟောင်းကိုခုလိုပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်ခဲ့တဲ့အတွက်ဆာကိုဇီးရဲ့နိုင်ငံရဲ့လုံခေါ်ကိုင်ဘက်တွေနဲ့လက်ရာစွန်းနိုင်ငံရေးသမားတွေကဒေါသထွက်ခဲ့ပါတယ်။ဆာကိုဇီးရဲ့ဖခင်ဟာအန်ဂရီနိုင်ငံကနေရွှေ့ပြောင်းနေထိုင်သူတို့အုပ်ဖြစ်ပြီး2009ခုနှစ်မှာတုံဆိုင်နေတဲ့ပြင်သစ်စီးပွားရေးကိုပြန်ကောင်းမွန်အောင်ကြိုးစားမယ်ဆိုတဲ့ဂရီကဝန်နဲ့သမရဖြစ်လာခဲ့တာပါ။ဒါပေမဲ့လည်း2008-2009ကမ္ဘာ့ဗန်နာရဲ့အချက်တဲကြောင့် သူ့ရဲ့ဂရိကဝတ်တွေလည်းစောစောစီးစီးပဲပြက်ပြားသွားခဲ့ရပါတယ်ရှင်